ထိုင်းပြည်မှာနေဆက်အထူးစီးပွားရေးဆောင်စတင်တည်ဆောက်နေပြီဖြစ်တာကြောင့်အလုပ်သမားတွေအများအပြားလိုအပ်နေတယ်လို့အထူးစီးပွားရေးဆောင်မြို့တည်ဆောက်ရေးဒါရိုက်တာက ပြောပါတယ်ဒေါက်ခင်းမင်းစာသတင်းပေးပို့ထားပါတယ်ရှင်ထိုင်းပြည်မှာနေဆက်မှာအထူးစီးပွားရေးဆောင်ဖြစ်သက်မှတ်ထားတဲ့နေရာမှာနေဆက်ချက်ကြော်ဒလာနံပါတ်1ကိုလာမယ့်ဩဂုတ်လ30ရက်နေ့မှာစတင်ပနေရိုက်မှာဖြစ်ပြီးအခုချိန်ကစတင်လို့လိုအပ်တဲ့အစအဦးတွေကိုထိုင်းမြန်မာစတင်စောက်လုပ်နေတာပါအဲ့ဒီအတွက်မြန်မာလူထုမားတွေအများအပြားလိုအပ်နေတယ်လို့အထူးစီးပွားရေးဆောင်မြို့တိစောက်ရေးဒါရိုက်တာကပြောပါတယ် ก็คือเป็นนโยบายเร่งด่วนของรัฐบาลนะครับ แล้วก็ทุกที่ว่าอยู่ตรงนี้อันนี้เนี่ยไทยแม็กก็อเมียนตรงเนี่ยอกางตรงอกางแท้พอสร้างแยกผู้ policy ชัดแม้ทาที่ไทยแม็กมาเนี่ยแต่มาเมซောက်ညွတ်เนี่ยထိုင်းကမ္ဘောဒီးယားနယ်တက်မှာတော့သက်ကလောက်မြို့မှာအဓိကထားတိစောက်သွားမယ်လို့အထူးစီးပွားရေးဆောင်မြို့တိစောက်ရေးဒါရိုက်တာကပြောပါရယ်။နယ်တက်အထူးစီးပွားရေးဆောင်မှာလက်ရောက်ရင်းနှီးမဲ့စီးပွားရေးသမားတွေအတွက်သူတို့နဲ့ပါလာမဲ့စစ်ရဲနေရာတွေကိုအခွန်ကိလစ်ခွနဲ့ က်ရုံလုံရုံတိောက်ပြီးပထမဆုံး၄၅နှစ်မှာအခွန်ကင်းလစ်ခွင့်တွေကိုထိုင်းနိုင်ငံဘက်ကပေးမယ်လို့လည်းပြောပါတယ်။ဆောင်းကပ်ရင်နะครับအဲ့ဒါတော့ဒီတော့เนี่ยแล้วก็เรื่องของสามารถใช้ border pass เข้ามาทํางานได้เลยโดยไม่ต้องใช้วีซ่าထိုင်းနိုင်ငံတက်ခရတူအုပ်ချုပ်ရေးမှုကတော့ဖြစ်ပြောင်းလို့တမားတွေမနေ့လာညနေပြန်လာမျိုးကိုဗီဇာမလိုအပ်ဖဲသွားနိုင်မလားဒါမှမဟုတ်ရပောင်း90လက်မှတ်ပြုတ်လုပေးနိုင်မလားဒါမှမဟုတ်ရ30နေထိုင်ခွင့်ပေးနိုင်မလားစတဲ့အခြေအနေမျိုးတွေကိုတွေးနေနေသေးဖြစ်ပြီး အဲ့ဒီအလုသမားတွေရဲ့ကျန်းမာရေးပါဝင်အလုသမားခွင့်ရေးအပြည့်အဝရရှိရေးတွေကိုလည်းဖဲ့သွင်းဆောင်ရွက်သွားမယ်လို့ပြောပါတယ်။အာဆီယံစီးပွားရေးဆောင်ထဲမှာမြန်မာနိုင်ငံကမြောက်ပြည်မြို့နယ်ထိုင်းနိုင်ငံမဲဆောက်မြို့တို့ပါဝင်နေပြီးအဲ့ဒီအတွက်အာရှလမ်းမတဲ့အပါဝင်မြောက်ပြည်မဲဆက်နယ်တက်ဖြတ်ကျော်တရားအမှတ်နှစ်တို့ကိုတည်ဆောက်နေတာပါ။တရားအမှတ်နှစ်အပြင်အဲ့ဒီတရားနဲ့ဆက်ဆက်နေတဲ့နှစ်နိုင်ငံစလုံးမှာစီးပွားရေးဆောက်ဦးတွေဖြစ်တဲ့ စူပါမားကတ်တွေဟိုတယ်တွေနဲ့နိုင်ငံတကာအလုပ်ရုံးခန်းတွေပါဝင်တဲ့အာဆီယံစီးပွားရေးအဝန်အဝိုင်းတစ်ခုကိုလည်းတည်ဆောက်သွားမှာဖြစ်ပါတယ်။ဒီမှာခင်မင်းစောပါရှင်။